ိုင်းလုံးလုတ်ခဲ့မိတာကြောင့်ချစ်သူကောင်မလေးကိုတရားဝင်ပြန်လဲတောင်းပန်လိုက်ရတဲ့ပိုင်းတကွညီရှင်ဖုံးပြေ Hello 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 ဆယ်လီမမလာပါပြီရှင်ပြိတ္တမများရှင်အတူနေခဲ့တဲ့ချစ်သူရီစားကောင်မလေးပေါ်ပလစ်ခဲ့မိတဲ့အတွက်တောင်းပန်စာရင်းရေးပြီးတောင်းပန်လိုက်ရတဲ့သူကတော့ပိုင်းတကွရဲ့ညီရှင်ဖုံးပြေဖြစ်ပါတယ် ပိုင်တကွင်းကြီးညီဆိုပေမယ့်အကောဖြစ်သူလိုမျိုးတည်ငြိမ်ပုံမရတဲ့ရှင်ဖုံးပြရတော့သူရဲ့လောက်ပေါ်မှာဖြည့်ရှင်းနဲ့ချစ်သူကောင်မလေးပေါ်တောင်းပန်ခဲ့ရတာပါအခုလက်ရှိဖြစ်နေတဲ့ပြဿနာအလုံးကကျွန်တော်ဆိုးခဲ့လို့ဖြစ်ခဲ့လို့ကျွန်တော်တယောက်တည်းနဲ့ပဲဆိုင်းနေပြဿနာပါအဲ့ဒီအတွက်ကျွန်တော်နဲ့မဲ့သက်ဆိုင်ပါတယ်သူနဲ့တွဲနေတာကျွန်တော်မိသားစုညီအကိုမောင်နှမဘယ်သူမှမသိပါဘူးဒါအမှန်တရားပါပဲဒါဟုတ်သူလည်းသိပါတယ်ကျွန်တော်အိမ်နဲ့အရွက်တိုက်ပြီးတော့စိတ်ဆိုးပြီးအိမ်ဘဝဆင်းနေတဲ့အချိန်မှာကျွန်တော်သွားစရာမရှိတဲ့အတွက်သူကြီးကြီးပြူပြူနဲ့ကျွန်တော်ကိုကူညီပြီးသူတ ငယ်ချင်းအိမ်မှာသူနဲ့အတူတူ၃ရက်လောက်နေတယ်။အဲ့ဒီအတွက်ကျွန်တော်တကယ်ကိုကျေးဇူးတင်တယ်။ဒါပေမဲ့ကျွန်တော်အားနာလို့တယောက်တည်းကိုပါသာအိမ်ငားနေတော့မယ်လို့သူ့ကိုပြောခဲ့တယ်။အဲ့ဒီအချိန်မှာကျွန်တော်လက်ထက်ငွေတကယ်မရှိပါဘူး။ကျွန်တော်ရစရာပတ်စံနေရလဲအချိန်နှလားလောက်ကြာအောင်မှဖြစ်တဲ့အတွက်ကျွန်တော်ဘာသာတနည်းနည်းနဲ့စူးစမ်းပြီးအစဉ်ပြောင်းနေဖို့ဆုံးဖြတ်ထားပြီးမယ်။သူကအိမ်ငားဖို့အတွက်အားလုံးသူစီစဉ်ပြီးမယ်ပြောခဲ့တယ်။ကျွန်တော်ကိုယ်တိုင်နဲ့တကယ်အခက်ခဲဖြစ်နေတဲ့အတွက်သူစီစဉ်ပြီးတာကိုလက်ခံပြီးပတ်စံရတာနဲ့ပြန်ပြီးမယ်လို့အတန်တန်သူ့ကိုပြောခဲ့ပါရယ်။ကျွန်တော်တို့အဲ့ဒီအချိန်ကလေးက ငားထားတဲ့အိမ်မှာတူတူနေပြီးကျွန်တော်ပတ်စံရနိုင်ကျွန်တော်မှာကေပီးမရှိတဲ့အတွက်သူ့အကောင့်ထဲပဲသိန်း20ရရ30ရရအမြဲတမ်းထည့်ပေးခဲ့ပါတယ်ဒါလည်းမှန်တရားပါသူလည်းသိပါတယ်အဲ့ဒီပတ်စံနေနေပဲကျွန်တော်တို့နှစ်ယောက်တူတူစားတောင်းခဲ့ကြတာပါသူရရင်သူပေးတယ်ကျွန်တော်ရရင်ကျွန်တော်ပေးတယ်ကျွန်တော်တို့နှစ်ယောက်တက်ဘသူမှပုံမသိနိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ထပ်ပြီးမရှင်းပြခြင်းမဟုတ်အခုကိစ္စတွေမဖြစ်ခင်အရှိမကျွန်တော်တို့နှစ်ယောက်အတူတူနေထိုင်ခဲ့ကြပြီမယ်စိတ်သဘောထားချင်းမတိုက်ဆိုင်တာတွေကများပြီးရန်ွေခဏခဏဖြစ်ခဲ့ရပါ ါတယ်အဲ့ဒီချိန်ကာလကလေးကနှစ်ဦးနှစ်ဖက်ဘလုံးမှရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးလို့လမ်းခွဲဖို့ကျွန်တော်အတိမ်ချင်းခါခါသူ့နဲ့ညှိနှိုင်းခဲ့ပါသေးတယ်သူလက်မခံပါဘူး သူ့အသက်အန္တရာယ်ကိုထိခိုက်ဖို့တင်သူ့ကိုယ်သူချင်းချောက်ခဲ့ပါတယ်ဒါကြောင့်လေကျွန်တော်အစဉ်ပြေအောင်ပြန်တွဲတယ်အခုကိစ္စမှာကျွန်တော်မားခဲ့တာကျွန်တော်ဝန်ခံပါတယ်အဲ့ဒီအတွက်လေသူ့ပါဝင်ကျွန်တော်ကြောင့်စိတ်နှောက်ရက်ဖြစ်ခဲ့ရတဲ့သူတွေအားလုံးကိုတောင်းပန်ပါတယ်ဒါပေမဲ့ကျွန်တော်ဘသူစီကမှပိုင်းလုံးလုံးခင်တာမရှိပါဘူးသူ့ပေါ်မှာလည်းမလုပ်ခဲ့ပါဘူးဒါအုပ်သူလည်းတည်ပါတယ်ကျွန်တော်တို့နေရလူငယ်သဘာဝအရချစ်သူဖြစ်ကြတယ်တွဲကြတယ်ရှိသူမရှိသူနဲ့နေခဲ့ကြတယ်ကျွန်တော်သူ့ရဲ့စေတနာကိုလည်းမစွန်ကားပါဘူးကျွန်တော်ကြောင့်စိတ်နှောက်ရက်ဖြစ်ခဲ့ရတယ်တအုပ် ရောက်ချင်းစီကိုလည်းအနုညွတ်တောင်းပန်ပါတယ်ဆိုပြီးရှင်ဘုံပြင်းကတောင်းပန်လာတာပါရှင်ဘုံပြင်းရဲ့တောင်းပန်မှုနဲ့ပတ်သက်ပြီးချစ်သူမင်းကလေးဘက်ကတော့သူတို့နှစ်ယောက်တွဲနေတယ်ဆိုတာတမိသားစုလုံးသိပါတယ်တခါတလေသူ့အကိုကြီးကိုတိုင်နောက်မှာအခုနေနေတဲ့အိမ်အထိလာရောက်ပြီးပို့ဆောင်ပေးခဲ့တာတွေရှိသလိုသူမိဘတွေလည်းသိပါတယ်လို့ပြောပြလာခဲ့တာဖြစ်ပါတယ်ဘသူစကားတွေကအမှန်လဲဆိုတာကိုမသိပေမဲ့ကာမလီဘက်ကတော့နည်းနည်းပြင်ရော့ကျင်နေပုံရှိတာကြောင့် ကောင်မလေးဘက်ကဒေါသတွေထွက်ပြီးနာပီးခဲ့ရတဲ့သူတွေကတော့ခင်မို့မို့ဖြစ်နေအောင်မယ်နဲ့တူပါတယ်ပရိသတ်ကြီးအနေနဲ့ရော